မင်္ဂလာပါရှင်ဒီနေ့ကတော့ဒီ stock ledger ဘယ်လိုဆွဲရမလဲပေါ့နော် stock control ledger ဘယ်လိုဆွဲရမလဲဆိုတဲ့အပိုင်းလေးကိုကြည်ပြားကတင်ကြားပေးမှဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကဘယ်သူတွေအတွက်အတိတ်ရွယ်လဲဆိုလို့ရှိရင်ကြည်ပြားတို့လုပ်ငန်းမှာ stock အဝင်အထွက်တွေနဲ့ပတ်သက်ပြီးတော့မှ manage လုပ်ရတဲ့သူတွေအားလုံးအတွက်ရည်ရွယ်ထားတဲ့သင်ခန်းစာလေးဖြစ်ပါတယ် ဲ့တော့ကိုက accounting နဲ့ပဲမှာ store ledger ကိုကိုင်နေရတာပဲဖြစ်ဖြစ်သို့မဟုတ်80နဲ့ store ledger ကိုကိုင်နေသူပဲဖြစ်ဖြစ်သို့မဟုတ်ကိုက sign လေးတွေဖြန့်ထားတယ်ဥမာစိုင်းကရိယာဆိုင်ပဲဖြစ်ဖြစ်ပေါ့เนาะဒါမှမဟုတ်လို့ချင်း trading နဲ့ပတ်သက်တာပေါ့အယောင်အဝယ်လုပ်ငန်းတွေ story ကိုဝင်နေထွက်တယ် story ဘယ်လောက်ကျန်လဲ အဲ့လိုမျိုးပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှ order တွေဘလောက်တင်ရမလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့မှကိုကအလုံလုံနေရတယ်ဆိုရင်ဒီသင်ငန်းစာလေးကမဖြစ်မနေကြည့်တဲ့သင်ငန်းစာလေးတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီသင်ငန်းစာလေးကိုစပြီးတော့လေ့လာလိုက်ရအောင်เนาะဒါဆိုရင်ကြည်ပါတို့ကဒီ stock ledger ကိုဆွဲမယ်ပေါ့နော် stock ledger ကိုဆွဲမယ်ဆိုရင်ဒီ stock ledger လေးကဟိုကြည်ပါပါအတွက်အတိကသင်ပေးထားတာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းမှာ stock တွေတနေ့နဲ့တနေ့တနေ့နဲ့တနေ့ အာဒီအဝင်အထွက်တွေကိုစောင့်အုပ်နဲ့ကင်နေရမယ်အစားကိုယ့်ရဲ့ကွန်ပျူတာထဲမှာလွယ်လွယ်ကူကူ store နဲ့ပတ်သက်ပြီးတော့မှ store ရဲ့စာရင်းဘလောက်ရောင်းရလဲဘလောက်ကိုကြံလဲအရေးအတွက်ကဘလောက်ရှိတာလဲ order ကဘလောက်ဆိုရင်မှားရမလဲဆိုတဲ့အပိုင်းလေးကိုကွန်ပျူတာနဲ့ပြောင်းပြီးတော့မှတွင်းလို့ရအောင်လို့သင်ပေးထားတာပါအဲ့တော့ဒီနေရာလေးမှာအတိတ်ကလုံးရမယ်ဒီအပိုင်းလေးပေါ့နော် အတ ିକ လောရမဲ့အပိုင်းလေးကဘာမှမပါဘူးအတ ିକ ကဖောင့်လေးပြောင်းတက်ရင်ရပြီပြီးရင်ဖောင့်ဆိုင်လေးပြောင်းတက်ရင်ရပြီဆဲကွက်လေးတွေပေါင်းတက်ရင်ရပြီပြီးရင်ဖော်မြူလာပရော့တက်ဆိုတဲ့ function လေးသုံးတက်ရင်ရပြီဒီလေးခုသုံးတက်တယ်ဆိုလို့ရှိရင် distort ledger control ကိုကောင်းကောင်းကြီးတည်ဆောက်နိုင်ပါတယ်ဒါဆိုလို့ရှိရင်အရင်ဦးဆုံးကိုယ့်ရဲ့ဒီအိတ်ဆဲကိုဖွင့်ပါ အိတ်ဆဲထဲမှာရှိနေတော့ version ဘလောက်ပဲဖြစ်ဖြစ်အဆင်ပြေပါရယ်ကိုရက်ဒီအိတ်ဆဲထဲမှာရှိနေတဲ့အထဲမှာခေါင်းစိလေးရေးပါကောင်းစင်လေးက stock control ဆိုလဲ stock control stock manage ဆိုလဲ manage ကိုကြိုက်တယ်လို့ရေးခဲ့လို့ရတယ် stock မဟုတ် inventory လို့ရေးချင်တယ်ဆိုလို့ရှိရင်လည်းရေးလို့ရပါတယ်ဒါကတော့ဒီဟာလေးနဲ့ ပတ်သက်ပြီးတော့မှနောက်က stationary shop ဆိုတာလေးကတော့ဒါလေးကမောင်လေးတယောက်ကဒီဆိုင်းကရိယာနဲ့ပတ်သက်ပြီးတော့မှသူဘလို့သုံးရမလဲဆိုတဲ့အပိုင်းလေးကိုမေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးမားက stationary shop လို့ရေးထားတာပါတကယ်လို့ကိုကကိုယ့်ရဲ့လုပ်ငန်းက store ဆိုင်ဆိုလို့ရှိရင် less store ပေါ့နော်ကိုကြိုက်တဲ့စာသားကိုပြောင်းပြီးတော့ရေးလို့ရပါတယ်ပြီးတော့ရင်ဒါလေးကတော့ကြီးမား frame ချပေးထားတဲ့ပုံစံလေးပါဒီရာလေးကဒီမှာဆိုလို့ရှိရင် product ဆိုတာလေးရှိပါတယ် unit price ဆိုတာကတော့တစ်ခုချင်းစီဝယ်ထားတဲ့ဈေးနှုန်းပေါ့ quantity in hand quantity in hand ဆိုတာလေးကတော့သူကဒီကိုယ့်ရဲ့လုပ်ငန်းမှာ ရှိနေတဲ့ပစ္စည်းရဲ့အရည်အတွက်ပေါ့နော်ပစ္စည်းအခုတရားရှိတယ်ဆိုရင်100 200ရှိတယ်ဆိုရင်200 300ရှိတယ်ဆိုရင်300ကိုယ့်ရဲ့လက်ထဲမှာကိုယ့်ရဲ့စိုင်ထဲမှာရှိနေတဲ့ပစ္စည်းအရင်အတွက်ကိုဒီထဲမှာရိုက်ထည့်ပေးပါ နောက်တစ်ခုက so quantity ဆို quantity ဆိုတာလေးကတော့ကိုယ့်ရဲ့ပစ္စည်းရောင်းရတဲ့အရေးအတွက်ကိုထည့်ရမယ့်နေရာလေးပါနောက်တစ်ခုက inventory inventory ဆိုတာလေးကကြတော့ဒီကတော့ဒါ inventory ဆိုတာထည့် value လေးပါထည့်လိုက်မယ်နော် inventory value ဆိုတာကကြတော့ကိုယ့်ရဲ့လုပ်ငန်းမှာရှိတဲ့ပစ္စည်းကဘလောက်ဖိုးရှိတာလဲဆိုတဲ့ငွေ amount ကိုသုံးရမယ့်အပိုင်းလေးပါနောက်တစ်ခုက save value စီဗဲလူကတော့ရောင်းထားတဲ့ပစ္စည်းအမောင်းဘလောက်ထွက်သွားပြီလဲပေါ့နော်ရောင်းထားတဲ့ပစ္စည်းရောင်းကြီးမဟုတ်ဘူးနော်ရောင်းထားတဲ့ပစ္စည်းကဘလောက်ဖို့ထွက်သွားပြီလဲဆိုတာကိုသိချင်တာ remaining ဒီမှာ remaining inventory လို့ရေးလိုက်မယ်ပစ္စည်းလက်ကျန်ဘလောက်ကျန်လဲဆိုတာကိုဒီမှာတွက်မယ်နောက်တစ်ခုက reorder status ဆိုတာလေးကတော့ကိုယ့်ရဲ့ဒီလုပ်ငန်းထဲမှာပစ္စည်းလက်ကျန်ဟိုမှာထားပါတော့ဘလောက် ။နှစ်ခုဆိုရင်အော်ရာမာမလဲပေါ့နော်။ဥမာပစ္စည်းအရေအတွက်90အောက်ဆိုရင်အော်ရာမာမဲ30အောက်ဆိုရင်အော်ရာမာမဲဒါ limitation လုပ်လိုက်တဲ့အပိုင်းလေးပါပဲ။အဲ့တော့ဒီ column လေးကထည့်လဲရတယ်မထည့်လဲရပါတယ်။အဲ့တော့ဒီဟာလေးကိုစပြီးတော့မှအောက်မှာကိုယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှစာရင်းလေးစသွင်းလို့ရပါပြီ။အဲ့တော့ဒီ product ဆိုတဲ့နေရာလေးမှာကတော့ကိုယ်လုပ်ငန်းရဲ့ product name တွေကိုထည့်ပေးပါ ။ကြည်ပြာကတော့အလွယ်တကူ product လို့ရေးလိုက်ပါမယ်။တကယ်လို့ကိုကစာအုပ်ဆိုင်ဖွင့်နေဆိုရင်စာအုပ်ရဲ့အမျိုးအစားတွေကိုထည့်ပေးပါအဲစာရေးကိရိယာဆိုင်ဆိုလဲစာရေးကိရိယာဆိုင်ပေါ့နော်ဒါမှမဟုတ်ရင်အာ ocean ဆိုလဲ ocean မှာရှိတဲ့ပစ္စည်းတွေပန်းသီးလိမ္မော်သီးအဲအသီးတွေပေါ့နော်ထည့်ပေးလို့ရတယ်။ unit price ဆိုတာကဒီပြောမယ်ဆိုလို့ရှိရင်ဒါ cost of sale ပဲဝယ်ရင်စီဒီပစ္စည်းကိုဝယ်တဲ့အချိန်မှာပေးရတယ်ဝယ်ရင်စီပေါ့နော်အဲ့တော့ဒီနေရာလေးမှာ အာရောင်းပေးရတဲ့ဝယင်းစည်းကိုထည့်ခဲ့လိုက်1500ဆို1500 2500ဆိုရင်2500ပေါ့နော်ဒါလေးကဒီသင်ငန်းစာလေးကပပပပဒီ stock control ဆွဲတဲ့သင်ငန်းစာလေးဖြစ်ပါတယ်တကယ်လို့ကြည်ရတော့ဒီ stock နဲ့ပတ်သက်ပြီးတော့မှ five four day live four day average တွေနဲ့ပတ်သက်ပြီးတော့မှသိချင်တယ်ဆိုလို့ရှိရင်အသေးစိတ်လေ့လာလို့ရတယ်ကြည်ပြကိုရိုင်းတင်ပေးထားတဲ့ accounting online excel class ရှိပါတယ်အဲ့ဒီအဲထဲမှာကတော့ အတိကဘာတွေကိုအတိကသင်ပေးလဲဆိုလို့ရှိရင်ဒီ LCCI နဲ့ပတ်သက်ပြီးတော့မှ knowledge တွေတည်တင်တည်ထိုက်တဲ့ knowledge တွေကိုသင်ပေးတယ်ပြီးတော့လို့ရှိရင်ဒီ stock control နဲ့ပတ်သက်ပြီးတော့ FIFO ဆိုရင်ဘယ်လို ledger တွေကို FIFO နဲ့ဘယ်လိုဆွဲရမလဲ LIFO နဲ့ ledger တွေကိုဘယ်လိုဆွဲရမလဲ average ကိုသုံးပြီးတော့မှ ledger တွေကိုဘယ်လိုဆွဲရမလဲဆိုတော့သင်ငန်းစာတွေကိုအသေးစိတ်ဒီဒီကြကြသင်ပေးထားပါတယ်အဲ့တော့ဆက်ပြောလိုက်မယ်နော် ဒါဆိုရင်ဒီ cognitive enhance မှာကကြတော့အအရေးအတွက်ပေါ့နော်အရေးအတွက်ကတော့ဘလောက်ထားမလဲပေါ့အရေးအတွက်ဘလောက်ထားမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းမှာပစ္စည်းကအရေးအတွက်900ရှိတယ်ဆိုရင်900ထည့်ခဲ့ကိုယ့်ရဲ့လုပ်ငန်းမှာပစ္စည်းအရေးအတွက်က400ရှိတယ်ဆိုရင်400ဆိုပြီးတော့မှထည့်ခဲ့ပေးပါနောက်တစ်ခုက so quantity so quantity ဆိုတာလေးကကြတော့ဗာလဲဆိုလို့ရှိရင် ရောင်းရတဲ့အရေးအတွက်ကိုကရောင်းရတဲ့အရေးအတွက်က300ရောင်းရတယ်ဆိုရင်300လို့ရိုက်ထည့်ပါ တကယ်လို့ကိုက900ရောင်းရတယ်900တော့ရောင်းလို့မရဘူးเนาะဘာလို့လဲရှိတာမှ400ပဲရှိတာဟုတ်ဒါဆိုရင်300ရောင်းရတယ်ဆိုရင်300ဆိုပြီးတော့မှရိုက်ထည့်ပေးလိုက် inventory value ဆိုတာကကြတော့ဘာကိုပြောတာလဲဆိုလို့ရှိရင် inventory value ဆိုတာကကြတော့ကြည်ပြာတို့ကအာပစ္စည်းဘလောက်ဖို့ရှိလဲပေါ့เนาะပစ္စည်းဘလောက်ဖို့ရှိလဲအရှိက quantity in hand ဆိုတာက ပစ္စည်းအရေးအတွက်ဘလောက်ရှိလဲအနောက်က inventory value ဆိုတာကကြတော့ကိုရင်းနှီးထားတဲ့ပစ္စည်းက amount ဘလောက်ရှိလဲဆိုတာကိုသိအောင် တွက်တာပါဒါဆိုရင်ညီမချင်းထိုးပါအရှိက unit price နဲ့အမြောက်ပြီးရင်ဒီမှာ quantity in hand နဲ့ကိုမြောက်ပေးပါဒီမှာတစ်ချက်တတိထားပါ so quantity ကိုသွားပြီးတော့မှတ်တာမျိုး မဖြစ်ပါစေနဲ့အတားလေးခေါက်ချလိုက်မယ်ဆိုလို့ရှိရင် ကြည်ပါတို့ရဲ့လုပ်ငန်းမှာရှိနေတဲ့ပစ္စည်းရဲ့အရေအတွက်အမောက်ပစ္စည်းရဲ့တန်ဖိုးအမောက်ဟာ6သိန်းဖိုးရှိတယ်။ဒါဆိုရင်ရောင်းရတဲ့အမောက်ကဘလောက်ဖိုးရှိသွားပြီလဲ။မှဘလောက်ဖိုးကုန်သွားပြီလဲဆိုတာကိုသိချင်တယ်ဆိုရင်ညီမချင်းထိုးမယ်။ so quantity ရောင်းရတာ ਨੇ 1500နဲ့ကိုမြောက်အန်ဒါလီခောက်ချလိုက်တယ်ဆိုလို့ရှိရင်ဒီနေရာမှာ ရောင်းလိုက်တဲ့ငွေအမောက်ကဘလောက်ရှိသွားပြီလဲဆိုရင်၄သိန်းခွဲ ရှိသွားပြီပေါ့နော်ဒါဆိုရင်နောက်တစ်ခုက remaining inventory ဆိုတာလေးကကြတော့သူကဟိုလက်ကျန်ပစ္စည်းဘယ်လောက်ရှိလဲတဘောက closing inventory ကိုပြောတာပဲအစိုးရညီများချင်းလေးထုတ်မယ် quantity in hand နဲ့ကနေပြီးတော့မှ so quantity ကိုနှုတ်ပါပင်အန္တရာလေးခောက်ချလိုက်တယ်ဆိုလို့ရှိရင်ဒီမှာအခုတရားဆိုပြီးတော့မှထွက်လာပါလိမ့်မယ်နောက်တစ်ခုက reorder status reorder status ဆိုတာလေးရကြတော့ကိုကဟို limitation တခုထားမယ်ပေါ့နော်ပစ္စည်းအရေအတွက်90အောက်ဖြစ်သွားတယ်ဆိုရင်မှာမယ်ပစ္စည်းအရေအတွက်90အထက်မှာဆိုရင်မမာဘူးပေါ့မမာသေးဘူးပေါ့အဲ့ဒီလိုမျိုးသုံးချင်တယ်ဆိုလို့ရှိရင်ဒီမှာဘာလုပ်မလဲဆိုရင် function လေးသုံးပေးလို့ရတယ်အဓိက bar function လဲဆိုရင် if function logical checks ပြီး value နည်းနည်းမြင်မြန်လေးရေးလိုက်မယ်နော် true ဒီလိုလေးပေါ့အဲ့တော့ဒီမှာ logical text ဆိုတာလေးကဘာပြောရလဲဆိုရင်အခြေအနေတစ်ခုစစ်မယ်ပေါ့နော်ဥပမာ30ထက်ညီလားညီတယ်ဆိုရင်သူက true အနေနဲ့ထွက်မယ်မညီဘူးဆိုရင် false အနေနဲ့ထွက်မယ်အဲ့တော့အဲ့ဒါလေးကိုမျက်စိထဲမှာမြင်အောင်ကြည့်လိုက်နော်အဲ့တော့ဒီနေရာလေးမှာ ဒီ logical tag ဆိုတဲ့နေရာလေးမှာသူ့ရဲ့ inventory က90ထက်90အောက်ပေါ့90အောက်နည်းတယ်ဆိုလို့ရှင်ရင်ကြည်ပြတို့ကဘာလုပ်မလဲဆိုရင် order လက်ခံမယ်ဒီလိုလေးပေးခြင်းလား or sorry order မှာမယ်ပေါ့တကယ်လို့90အောက်မဟုတ်ဘူးဆိုလို့ရှင်တော့ရသေးတယ်ပေါ့ရသေးတယ်ဆိုရင် no ပေါ့ no ဆိုပြီးတော့မှရေးခဲလို့ရတယ်အဲ့ဒါဆိုရင်ဒါက true ဒါက false ပြီး true နေရာမှာ true လို့မထွက်လာစေခြင်းမူ order လို့ထွက်လာစေခြင်းသာ no false ရဲ့နေရာမှာ false လို့ထွက်မလာခြင်းမူ no လို့ထွက်လာခြင်းသာအဲ့ဒီလိုမျိုးသုံးချင်တယ်ဆိုရင်ဒီ if function ကိုသုံးပေးရမယ်ရလားဒါဆိုဒီမှာတွက်ကြည့်မယ်ညီမချင်းလေးထိုးမယ် if တို့မှာရှိနေတဲ့ remaining inventory အရေအတွက်က less than 50အောက်နည်းလားနည်းတယ်ဆိုလို့ရှိရင် အော်တာလက်ခံမယ်ဒါဆိုတပယ်ကုတ်ခံမယ်အော်တာဘာဖြစ်လို့တပယ်ကုတ်ခံတာလဲဆိုရင် function တွေထဲမှာစာသားတွေကိုရေးတဲ့အခါမှာအဲ့ဒီ function တွေက စာသားတွေဖြစ်နေရဲဆိုရင်ကြည်ပြာတို့ကတပယ်ကုတ်ထဲမှာထည့်ပေးရပါတယ်ဒါကြောင့်မလို့ဒီမှာတပယ်ကုတ်ထဲတာပါတကယ်လို့အဲ့ဒီနေရာမှာကိုကကိန်းခနန်းတစ်ခုခုရေးတယ်ဆိုရင်တပယ်ကုတ်ထဲเสียမလိုပါဘူးเนาะဒါဆိုဒီမှာတပယ်ကုတ်အော်တာပြီးရင် no ပေါ့เนาะ နိုတပဲကိုကွင်းလေးပိတ်မယ်အန်တာလေးခောက်ချလိုက်မယ်ဆိုရင်နိုဘာဖြစ်လို့လဲဆိုရင်သူ့မှာ remaining balance ကတရာရှိသေးတယ်90အောက်မရောက်သေးဘူးပေါ့ဒါဆိုရင်ကိုယ့်ရဲ့လုပ်ငန်းမှာ stock ledger ကိုဘယ်လိုဆွဲရမလဲဆိုတာကို အာနားလဲမယ်ဆွဲတတ်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကိုပိုင်လုပ်ငန်းလုပ်တာပဲဖြစ်ဖြစ် stock ledger မှာဒီ stock control ကိုဘယ်လိုဆွဲရမလဲဆိုတာကိုမသိသေးတဲ့သူတွေအတွက်လည်းကြည်ပြာကပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီသင်ခန်းစာလေးက YouTube မှာသတိကြောကြည့်ထားတဲ့သင်ခန်းစာလေးဖြစ်ပါတယ်အဲ့ဒါလေးကိုကြည်ပြာက translate လုပ်ပြီးတော့မှသင်ကြားပေးထားတာဖြစ်ပါတယ်အားလုံးအဆင်ပြေပါစေ အဲနောက်ထပ်မတူညီတဲ့သင်ခန်းစာလေးတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးကိုနေ့စဉ်နေ့စဉ်ပိုင်ဆိုင်နေပါစေ။